မင်္ဂလာပါရှင်ကျွန်တော်ကဒီမှာပေါ့နော်ဒီလိုမျိုးအစာစလုံးလေးတွေရိုက်ထည့်လိုက်တာနဲ့သူနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုအဲ dot down လေးလေးပေါ့နော်ဒီမှာ dot down လေးလေးနဲ့လာကြအောင် လုပ်တဲ့နည်းလေးကိုကျွန်မဝေပေးมาဖြစ်ပါတယ်အဲကျွန်မတို့ search bar နဲ့ဆရာရဲ့ပုံစံလေးပေါ့နော်အဲ့လေးကိုကျွန်မလုပ်တဲ့အခါမှာကျွန်မအသုံးပြုမဲ့ function လေးကတော့ if ရဲ့ fitter ရဲ့ left ဆိုရဲ့ function ရဲ့ land ဆိုရဲ့ function ရဲ့ဖြစ်ပါတယ်ကျွန်မကဒီမှာဆိုလို့ရှိရင်ကျွန်မ database တစ်ခုရှိပါတယ်ဒါက ကျမ item နေပေါ့နော် item နေရဲ့စီးရင်လေးတစ်ခုရှိတယ်အဲ့မှာကျမကဒီ item ရဲ့ပေါ့နော် name လေးပေါ့ဒီ discussion ကအစဆုံးလေးတွေကိုရိုက်လိုက်တာနဲ့တပြိုင်နက်ဒီလိုမျိုး dot down နဲ့လေးလာကြပါတယ်အဲ့လေးကိုကျမကဒီနေရာမှာလုပ်ပြပေးမှာဖြစ်ပါတယ်အဲ့ဆိုတော့အရင်ဆုံးကျမကဒီကခေါင်းစဉ်လေးတွေကိုဒီဘက်မှာလာပြလိုက်ပါမယ် အဲဒီလောက်လောက်လေးမှာထားလိုက်မယ်ပေါ့နော်ဒီနေရာလေးမှာထားလိုက်ပါမယ်ပြီးရင်တော့ကျမကဒီနေရာမှာအဆက်ဘာလေးထည့်မယ်ပေါ့နော်အဲ့လိုဆက်ဘာလေးထည့်ဖို့အတွက်ဆိုလို့ရှိရင်အဲ developer တက်ထဲကိုသွားလိုက်ပါမယ်ပြီးရင်တော့ဒီ insert ဆိုတဲ့ထဲကိုဝင်လိုက်မယ်ပြီးလို့ရှိရင်တော့ဒီမှာ task box ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုယူလိုက်မယ်ယူပြီးရင်ကျမကဒီနေရာလေးမှာထားလိုက်မယ်ပေါ့နော် ထားလိုက်မယ်အဲဒါလေးကိုကျမတို့နည်းနည်းလေးချဲ့လိုက်မယ်ပေါ့ချဲ့ပြီးတော့ဒီကောင်လေးကိုလည်းကျမနည်းနည်းလေးဆွဲချဲ့လိုက်မယ်ပြီးရင်တော့ဒါလေးကိုကျမမကအာဒီထဲမှာပေါ့နော် right click လေးနှိပ်လိုက်မယ် right click နှိပ်ပြီး property တဲကိုသွားပြီးတော့ကျမတို့ဒီမှာ link ဆဲဆိုတာလေးရှိတယ်အဲ့ဒါလေးနဲ့ကျမတို့က link ဆဲချဲ့ရမယ်ဘယ်ဆဲကွက်ကားဟာနဲ့ link ချိန်ပါလဲလို့ပြောပါပေါ့နော်ကျမကဒီမှာ A2 နဲ့ link ချိန်ပါမယ် A2 နဲ့ link ချိန်မယ် and okay အပြင်ဒါလေးကို ပိတ်လိုက်မယ်ပေါ့နော် အလေးကိုပိတ်လိုက်မယ်ပြီးရင်တော့ဒီဒီဇိုင်းမှုလေးကဒီလိုလင်းနေရင်တစ်ချက်နှိပ်ခဲ့မယ်ဒါမှသာဒီထဲမှာစာလေးရက်မှာပါတကယ်လို့ဒီဒီဇိုင်းမှုကိုနှိပ်ထားရဆိုအမကျမတို့ကဒါကိုစာရိုက်လို့မရပဲနဲ့သူ့ကိုဆက်လက်သွားမှတ်တယ်လို့ဖြစ်နေမှာပါအကဲအဲ့ဆိုဒီမှာစာလေးတစ်ခုရိုက်လိုက်တယ်နဲ့ဒီမှာပေါ်လာအောင်ဆိုရင်ကျမတို့ခဏနေတုန်းကပြောခဲ့တဲ့ထဲက filter ဆိုတဲ့ function လေးကိုသုံးပါမယ် file filter array ကတော့ကျမတို့ခဏနေတုန်းကပြောခဲ့တဲ့ဒီ database ကြီးတစ်ခုလုံးကိုကျမတို့ယူပါမယ် ို့ကိုကြိုက်တဲ့ညီနဲ့ဇလတ်မှတ်လိုက်ပါ database တစ်ခုလုံးကိုယူမယ်အဲ့ဒါပြီးလို့ရှိရင်တော့ include မှာတော့ကျမတို့က left ဆိုတဲ့အဲ့ include ပါဝင်တဲ့အရာကကျမတို့ယူမှာကပေါ့နော်အဲဒီနေရာမှာဆိုရင်ဒီ discussion ကိုယူမှာအဲ့ discussion ကိုယူတဲ့အခါမှာကျမတို့တစ်ခုလုံးကိုရိုက်မှာမဟုတ်ဘူးအဲ့တော့ကျမတို့ကညာ ဘယ်ဘက်ပေါ့နော်ဘယ်ဘက်အစစလုံးနေကိုပဲကျမတို့ကယူမှာဖြစ်တဲ့အတွက် left ဆိုတဲ့ function ကိုယူလိုက်မယ်ပြီးရင်တော့ test အနေနဲ့ကတော့ကျမတို့ကဒီ discussion ဆိုတဲ့အဲ column ကြီးတစ်ခုလုံးကိုပေးလိုက်မယ် နော်အဲ့မှာ test plan less function နီး test ရဲ့ number character ရရှိပါ number character ကိုတော့အဲကျမတို့ကဘယ်နှလုံးဘယ်ကနေစယူမှာလဲဆိုတော့ကျမတို့က lan ဘယ်နှလုံးယူမှာလဲပေါ့နော် number character ဘယ်နှလုံးယူမှာလဲဆိုတာကိုကြတော့ကျမတို့က lan ဆိုတဲ့ function လေးကိုတုံးလိုက်ပါမယ်အဲ lan ကကြတော့ကျမတို့ရဲ့ test lan မှာဘယ်နှလုံးရှိတယ်လဲဆိုတာရည်သွက်ပေးတဲ့ function လေးပေါ့နော်အဲ့တော့ lan function မှာအဲ့ lan ကိုကကျမတို့ကဘယ်ဟာနဲ့ယူမှာလဲဆိုတော့ lan ကတော့ဒီ A2 နဲ့ကျမတို့ကယူมาပါနော်လန်ကကျမတို့က A2 ပေါ့ဒီ A2 မှာရှိတဲ့စလုံးရေကိုယူမယ်လို့ပြောလိုက်တာရေအတွက်ကိုယူมาပေါ့နော်အဲဆိုဒီမှာ left function လေးနဲ့ပြီးသွားပြီအဲ့ဒါကဘာနဲ့တူရမှာလဲဆိုတော့ equal ဒီ A2 နဲ့ပဲပြန်တူရမှာပါနော် A2 နဲ့ပဲပြန်ကူရမှာပါအဲဆိုတော့ကျမတို့ကဒါကအဲဒီ left function အတွက် ဒီမှာဆိုရင် lambda function အတွက်ပိတ်ပြီးဒါဆိုရင် lambda function အတွက်ကျမတို့ပိတ်လိုက်မယ်။ ဆိုပြီးပေါ့နော်ဒီမှာ left function အတွက်ကျွန်မတကွင်းပိတ်လိုက်မယ်အဲအဲ့ပြီးလို့ရှိရင်တော့ equal a2 ဆိုပြီးတော့မှ under ခောက်လိုက်မယ်ဒါဆိုရင်သူကအဲဒီမှာဘာမှမရှိဘူးဆိုဟိုဘက်က table ကြီးတစ်ခုလုံး sorry ဒီဘက်ဟိုဘက်ကပေါ့နော်ဒီ table ကြီးတစ်ခုလုံးအဲဒီ database ကြီးတစ်ခုလုံးလာကြနေပါတယ်အဲ့တော့ကျွန်မတို့ကဘာမှမရှိရင်ဘာမှမပေါ်ကျင်ပါအောင်အဲ့တော့ကျွန်မ is ဆိုတဲ့ function လေးကိုရွေးလိုက်မယ် a2 ဒီ equal blank ဖြစ်နေတယ်ဆိုလို့ရှိရင် blank လို့ထားပါမယ်မဟုတ်ဘူးဆိုရင်တော့ဒီ fitter function view ကိုယူမယ်လို့ပြောလိုက်မယ် enter ခောက်လိုက်မယ်ဒီမှာဘာမှမရှိရင်ဘာမှမပေါ်ပါဘူးဥပမာကျမကတစ်ခုရိုက်လိုက်မယ်ပေါ့နော် s M A R D ဆိုတာနဲ့ဒီမှာရိုက်လိုက်တာနဲ့ဒီပိုင်းနဲ့ဒီမှာသူနဲ့တက်ဆိုင်နဲ့ smart ဆိုပြီးတော့လာကြပါတယ်။အဲဒီနေရာမှာ teach လို့ရိုက်လဲဆိုတာပေါ့နော်။အဲ coffee လို့ CO လို့ရိုက်လိုက်တာနဲ့ CO နဲ့ကြိုက်ဆိုင်တဲ့ဟာလေးတွေရလိုက်ရကြလာမယ်။ NO ဆိုရနဲ့ဒီမှာ NO နဲ့တက်ဆိုင်တာလေးတွေကြလာတယ်ပေါ့နော်။အဲလေးကိုဒီမှာဒါလေးကိုကျွန်မက function အနေနဲ့ formula test လေးခေါ်ထားပေးခဲ့မယ်ပေါ့နော်။ formula test လေးခေါ်လိုက်မယ်ဆိုရင်ဒီကောင်ပေါ့နော်။ န်းဒီလိုလေးပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะ